တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှထပ်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့မနေ့ကဗီဒီယိုထဲမှာထပ်ပြီးမှတော့ပြန်နားမထောင်လိုက်ဘူး။ first person view လို့ပြောလိုက်တယ်လို့ထင်တယ်။ဒါပေမဲ့ comments တွေထဲမှာတော့ first people view မဟုတ်ဘူးလို့ပြောလာတယ်။ဆိုတော့ကျွန်မ first people view လို့များပြောလိုက်သလားတော့မသိဘူး။အားလုံးကိုတောင်းပန်ပါတယ်နော်။ first person view ပါ ဆိုတော့အခုဒီနေ့ကတော့ဗထမဦးဆုံးအနေနဲ့ဘာမှမပြောခင်မှာကျမဗီဒီယိုတော်တော်လေးကိုအရင်ပြပေးမယ်နားထောင်ကြည့်ရအောင်နော်လက်ရှိအနေအထားမှာတက်မတော်ရဲ့အဓိကတိုက်ပွဲက KIA ပြအဓိကဥတီချန်သူက KIA ကျွန်တော်ထင်တာတော့ဘာကြောင့်လဲဆိုတော့ KIA ကိုရှင်းလိုက်မှသာတစ်ကအေအေပြုတ်ကျသွားနိုင်တယ်ဂျန်နဲ့ PDF အုပ်စုတွေငြိမ်ကျသွားနိုင်တယ်အဲ့တော့ PDF နဲ့ AA ရဲ့ရေတောင်းပြန် KIA ဖြစ်နေတယ် တော့ KIA ကိုဒါရိုက်ရှင်းဖို့ကလည်းကချင်ကိုဒါရိုက်ကြီးတက်လို့မရအဓိကဒီ KIA တွေရဲ့ထွက်ပေါက်တွေနောက် KIA တွေကိုအင်အားဖြည့်ဒီပေးနေတဲ့ဒီပဒတ်တွေအဲ့ဒါတွေက KIA နေတဲ့ကိုမတော်နိုင်မှသာတက်အနေနဲ့ကဒီ KIA ကိုအပြီးဥချိုးလို့ရပါဘောနော်ဒီလိုတက်ကြည့်ဥချိုးလို့ရပါအခုကျမတို့အောင်မင်းပြောတာကျမတို့ကြားရပြီနော်အခုဒါကိုကျမဆက်မပြောခင်မှာဗီဒီယိုတော်တော်လေးကိုကြည့်ရအောင် ဒါကတော့မနေ့ကဘမောကနေမှရရှိခဲ့တာဖြစ်တယ်။ဆိုတော့ဒီဥစ္စာကိုမရခင်မှာဗီဒီယိုတော်တော်လေးထပ်ကြည့်ရအောင်။အာလုံးမျက်နှာဒါထုံလာပြီနော်။ကြည့်ကြောနော်။၃ရက်ဆက်။၃ရက်။မင်းငါလို့၃ရက်ဆက်မကားလို့။ဘုံတော့ပွင့်အောင်။ဘုံဆန်းတော့ဟိုကားရလဲ့နေနော်။အာရလဲ့လာနေတခါတခါတခါတခေါင်းကပြတ်ပြတ်လိုက်လေ။လေအောင်ဒါအောင်ဒါအောင်ဒါ ဟောမက်ထီရီကစပယ်ရှယ်ဟာဟောဟောဘယ်ကွိကနာကြည့်လိုက်အိုးချိုးလိုက်အိုးချိုးလိုက်အိုးတစ်ချက်လောက်ချိုးလိုက်အိုးကဲအေးတင်ပိုက်ရရှိလိုက်ရပါပါတယ်တင်ကားတစ်စီးဒီကားတွေကအခုဒီစက္ကခ27ကိုဝင်လာမဲ့ကားတွေဖြစ်တဲ့အဲ့ထဲမှာเนาะကျွားတို့ကြားရတယ်။ဘာကြောင့်ကျွားဗီဒီယိုမပြတလဲဆိုတော့အဲ့မှာကျွားတို့အဲ့အထဲမှာတန်ကြားရမှာပါ။ခေါင်းထိတယ်အုံနောက်ထွက်တယ်ဆိုတာကြီးကြားရမှာပါ။ ဆိုတော့အဲ့ထဲမှာ3စက်ခက်ခက်23ကိုစစ်ကိုလာခဲ့တဲ့ကားတွေဖြစ်တယ်ပြီးတော့အဲ့မှာထန့်ကားတစည်းရတယ်လို့လည်းကြားရတယ်နော်ကားရင်တန်းရဲ့နောက်မှာလက်နက်တွေအများကြီးပဲဆိုတော့ဒီလိုမျိုးကျွဲရော့ကနေမှဂျားဖြတ်တဲ့တူတွေရှိတယ်စက်ခက်ခက်23ကိုဝန်တိုက်တဲ့တူတွေရှိတယ်မနေ့ကတိုက်ပွဲမှာတော့ကျတို့ဒီလေရင်ပြစ်လက်နက်ကအစကျတို့လက်နက်တွေအများရရှိခဲ့တယ်မနေ့ကတရင်ထဲမှာကျမတင်ခဲ့တယ်เนาะတနေ့ကပုတ်ထုံးနေတုန်းကတော့တုံးပန်းနေရလာခဲ့တယ် မနေ့ကတော့ကျမတို့ဒီလက်နက်တွေပြန်ရရှိခဲ့တယ်ဗမော်ရဲ့လက်ရှိအခြေအနေဘယ်အခြေအနေရှိတလဲဆိုတာတော့ကျမတို့ပြည်သူတွေရိတ်မိမယ်လို့ကျမထင်တယ်ဆိုတော့ကျမမနေ့ကသတင်းတင်လိုက်တဲ့အခါမှာကျမကို comments တွေရေးကြတယ်ຫນွေဦးမေဒီလိုမျိုးတုံ့ပြန်နေတင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဟိုတစ်ဖက်က လူတွေကလောင်ပြောင်ကြတယ်လို့ပြောတာသူတို့မှာအဆက်အသွယ်မှမရှိတာသူတို့ကဒီလိုမျိုးမလောင်ပြောင်ဘူးဆိုလို့ရှိရင်ဇော်ဖုံးဟိန်းတွေလို့ကျော်စုဦးတွေလို့ဖမ်းခံရမှာဖြစ်တယ်ဒါကြောင့်သူတို့ကလောင်နိုင်တယ်လို့ထပ်နောက်လောင်ရမှာဖြစ်တယ်အခုပိုဆိုးတာကလေအခုငါပေါက်ဆိုလို့ရှင်လေအရင်တော့ကဆိုလို့ရှင်ထောက်ပြတယ်အခုကထောက်ပြတာမဟုတ်ဘူးဂျင်းဖြည့်ဆဲတွေအစိတ်ဖြည့်ဆဲတွေတောင်သူပြောလာပြီ နောက်ပိုင်းကျလို့ရှင်ဘာဖြစ်လာလဲဆိုသူတို့ရဲ့သတင်းတွေကြားရတာလေအန်ဂျင်လာတယ်အဲ့လောက်အထိဖြစ်လာတယ် ဒါမျိုးမလုပ်ရင်လည်းတို့ရဲ့ဘဝကမလွယ်တော့ဘူးလေကျွန်တော်တို့တော်လာရဲတွေနည်းနည်းညံ့ညံ့အောင်မြင်နေတဲ့အတွက်ကြောင့်တို့ဘက်ကလည်းဒီလိုပဲကျွန်တော်တို့ကိုပုတ်ခတ်လာမှာဖြစ်တယ်ဆိုတော့ခဏတုန်းကအောင်မြင်ပြောသွားတယ် KIAD ကိုချမှာပဲ AAD လည်းညင်သွားမယ် APDF တွေလည်းညင်သွားမယ်လို့ထင်တယ်တကယ်ဆိုလို့ရှိရင်တော့အခုက AAD လည်းညင်သွားဆရာမလို့ဘူး AAD ကိုကျွန်တော်စစ်ပညာသင်ပေးခဲ့တာကြားလာပြီအခုကတို့ဖန်နဲ့တို့ရက်တည်နေနိုင်တဲ့ တတ်တော်ကြီးတစ်ခုဖြစ်သွားပြီကျွဲတို့ကလည်းဘာမှလုပ်ပေးဆရာမလိုတော့ဘူးเนาะဒါကြောင့် AAD ကိုနားဖို့ KIAD ကိုလာတိုက်ဆရာမလို့တော့ဘူးအောင်မင်းကတော့ဒီလိုပြောလာခဲ့ပြီဒါကြောင့်ကျွတ်ဘာပြောချင်လဲဆိုတော့နေမြအတီးတီးချင်းမှာစစ်ခွေးတွေကနေမှလေရင်နဲ့ဘုံကျဲတယ်ဒါပေမဲ့ကျွတ်ဘုံမမှာဘုံကျဲတာကတခြားရခိုင်ပြည်နယ်မှာအခြေချထားတဲ့တိုက်ဌာနချုပ်နဲ့လာရှိုးကတိုက်ဌာနချုပ်ကိုတိုက်တုံးကတောင်မှ ဒီလေရင်ဒီဒီလိုမတုံးခဲ့ဘူးနတ်ပတ်ခါတွေတိုက်ခဲ့တော့ကလေရင်လာတယ်အများဆုံးနှစီပဲနှစီသွားလိုက်တယ်ပြန်လာတယ်ပြန်သွားတယ်ပြန်လာတယ်အဲ့လိုပဲကျတော့ဘုံမော်မာကတခါသွားရင်၅စီးလောက်နဲ့ကိုပြစ်တယ်၅စီးနဲ့လည်းလေရင်နဲ့လည်းဘုံကျဲတယ်ပြီးရင်သူတို့ drone နဲ့တုံးတယ်ခွေတရုတ်ပြည်ကိုသွားပြီးပြန်လာခဲ့တဲ့အခါမှာယူလာခဲ့တဲ့ drone တွေကျတော့ဘုံမော်မာတုံးတာဖြစ်တယ်အခုဘုံမော်ဒီလိုမျိုးဖြစ်လာတဲ့အခါမှာ တရုတ်တွေလည်းကျမတို့ကိုဖိအားတွေအများကြီးပေးလာတယ်။ဘုံမော်ကိုဆက်မတိုက်ဖို့ရန်အတွက် KIA တွေကိုတရုတ်တွေဘက်ကနေမှဖိအားပေးတယ်။ဒီနေ့ကျမတို့တရုတ်တွေရဲ့ဖိအားပေးတာကိုဂရုမစိုက်ဘဲနဲ့ဒီလိုတိုက်လာခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ KIA တွေခံစားရတာကျမတို့ KIA ပဲတည်တယ်။ကျမတို့ကချင်းတွေဒုက္ခအများကြီးရောက်တယ်ကျတို့ကချင်းပြည်နယ်မှာတယံဇာသားတွေအများကြီးထွက်တယ်။ဒါပေမဲ့နိုင်ငံရဲ့အခြေအနေမကောင်းတဲ့အတွက်ကြောင့်အခုကချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအထူးတဖြစ်အသက်ကြီးတဲ့လူတွေတနာဆရာငရုတ်တီးထောင်းတဲ့သမင်းစားနေရတယ်စစ်ဘေးရှောင်နေရတယ်စစ်ခွေးတွေကြောင့်တရုတ်တွေကြောင့်ဒီနေ့ကျွန်တော်တို့စစ်ချောင်းတွေရာသူဥတုကြောင့်လေတိုက်လွန်းလို့ခေါမိုးတွေလွင့်သွားတယ်တရုတ်တွေဒီခေါမိုးကိုလာမလုပ်ပေးဘူးဒီနေ့ဆောင်းရာတီတုံးကအိမတာမအေးကြတယ်သူတို့အကွဲကမရှိဘဲနဲ့နေကြတယ်ကျွန်တော်ကချင်းပြည်နယ်ဟာ အညာဒေတာတွေလို့ပူပင်းတဲ့နေရာမဟုတ်ဘူးเนาะအေးချမ်းတဲ့နေရာဖြစ်တယ်ပြီးရအထူးသဖြင့်ဒီရေခဲတောင်တဲ့နီးတဲ့နေရာတွေမှာအင်မတမအေးကြတယ်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေဒီအေးတံကိုခံနိုင်ဖို့ရတဲ့အနှွေးထည်မရှိတဲ့အချိန်မှာတရုတ်ကကြွားတော့ကိုအနှွေးထည်လာမပေးဘူးကချင်နေသမင်းကနေတဲ့အချိန်မှာတရုတ်ဒီသမင်းတလုံးမှလာမကြွေးသွားဘူးเนาะဒါကြောင့်ကို့အခြေအနေနဲ့ကိုရှိတယ် ဒါကြောင့်ဘဒုရဲ့ဖိအားမှာကျွန်တော်ကကြောက်နေချင်မလို့ဘူးကချင်ပြည်နယ်လွမြောက်ဖို့ရတဲ့ကျွန်တော် KIAD ရဲ့တာဝန်ဖြစ်တဲ့ကျွန်တော်ပြည်သူလူထုတွေဘက်ကနေတော့ကျွန်တော်ရဲ့တတ်တော်ဖြစ်တဲ့ KIAD ကိုထောက်ပံ့ရမှာဖြစ်တဲ့ ပြီးနောက်တစ်ခုကတော့မနေ့ကစစ်တုံးပန်းထဲမှာကျတော့အားလုံးမြင်ပြီးသားဖြစ်တဲ့ကချင်ခွေးမနှကောင်ပါတယ်ဆိုတော့အခုဒီဘမော်မှာလွန်ခဲ့တဲ့အချိန်မှာလဲကျမပြောခဲ့တယ်ဒလန်ဒီအရန်များတယ်လို့ပြောတယ်အခုအဲ့အပြင်ကဒလန်ဒီထက်အသွင်းဒလန်ပို့ဆိုးတယ်စစ်ခွေးမိမတွေဖြစ်တဲ့ကချင်မတွေကိုတို့တို့ကအပြင်ထွက်ခိုင်းလိုက်တယ်တို့ကကချင်ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လိုင်းရဲဒီဘက်ကနေမှသူတို့ကိုကောင်းကောင်းစကားပြောတယ်သူတို့မဲတယ်မဲတဲ့ဥစ္စာတွေကိုလည်းဖြည့်တင်ဖြည့်ထိုက်တဲ့လောက်ဖြည့်ခဲ့တယ်သူတို့ကအဲ့စကားတွေကိုစစ်သွင်းကိုပြန်ယူလာတယ်အဲ့လိုမျိုးနဲ့ကချင်မတွေကတလန်လောက်ကြတယ်တကယ်လို့ဒါဗမာမတွေမဲခဲ့ရင်တော့နော်ဒီတော်လိုင်းရဲတွေကဖြည့်ချင်မလည်းဖြည့်မယ်ဒါပေမဲ့ကချင်ဖြစ်တဲ့အတွက်ကြောင့်တလန်လောက်မယ်လို့မထင်လို့ပြောခဲ့တဲ့စကားတွေအတွင်းဘက်ကိုရောက်သွားတာတွေအများကြီးရှိတယ် ဘမောကမနေ့ကလည်းလင်ပြောက်တဲ့ကချင်မနှကောင်နဲ့အတူတခြားတော့เนาะခွေးနဲ့ယူထားတဲ့ကချင်မတွေအခုမြစ်တနာတစ္ဌာနာချုပ်မှာလဲခွေးနဲ့ယူထားတဲ့ကချင်မတွေအများကြီးရှိတယ်လို့ပြောတယ်အခုကနေမှနင်တို့ကိုဝါနေပေးထားမယ်နင်တို့နောက်ဆုံးရင်နောက်ဆုံးမဆုတ်ဘူးဆိုလို့ရှိရင် ကချင်တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်နင်တို့ပါ အကုန်ရောပါသွားမယ်ဆိုတာမှတ်ထား။ခြားလူမျိုးတွေကိုခြတာတဲ့နင်တို့ခွေးနဲ့ယူထားတဲ့ကချင်မတွေကို အပိုချမယ်တော်လိုင်းရေးမရောက်ခင်မှာနင်းတို့ယူလိုက်ပြီးထားလိုက်ငင်ငင်လေးနဲ့တရှိုးလုတ်ပြီးဟဲ့ဆိုလို့ရှင်ခေါင်းကနဲ့ခြေဖြားထိနင်းတို့ကိုအရေခွန်ချွတ်လိုက်မယ်နော်ဒါကြောင့်စစ်ခွေးနဲ့ယူတဲ့ကချင်မတွေကောင်းကောင်းသတိထားကြပါလို့ကျွတ်ဒီကနေပြောလိုက်မယ်နော်ဆိုတော့ဒီနေ့ဖျားပေးတဲ့ကိုရဲ့ပြည်နယ်ထဲမှာစစ်ခွေးတွေအုပ်ချုပ်လို့တိုင်းပြည်တလောက်ကြီးပျက်စီးနေခဲ့တယ်ကိုရဲ့သွေးချင်းတွေဟိုမှာ စစ်ရှောင်းတွေထဲမှာတင်းအရှည်ကြီးစောက်ထားတဲ့ထဲမှာအိမ်ထောင်လေးငါးခုရောပြီးမှနေရတယ်နင်းတို့သွားနေကြနော်ကိုယ့်ရဲ့အသွေးသားချင်းတွေတလောက်ထိဒုက္ခရောက်နေတယ်ကိုယ့်ရဲ့အသွေးချင်းသားတွေကိုတလောက်ထိစစ်ခွေးတွေနှိမ့်ဆက်နေတာတောင်မှနင်းတို့ကမမတ်ပဲနဲ့ကိုယ့်ရဲ့လူမျိုးပေါ်မှာတစ္ဆာမရှိတဲ့ကချင်မတွေဒရိထားကြပါလို့ကျွန်မဒီကနေပြောမယ်နော်တရားရဲ့ညချမ်းဖြစ်ကြပါစေလို့အားလုံးကိုအဆုမွန်ကောင်းတောင်းလိုက်ပါတယ်